ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှလာစကားကျဆူပါတယ်ဒီနေ့မှာကြတော့အချိန်ခံထိုင်းစကား6ခုပေါ့နော်ကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ် okay အဲ့ဒါဆိုစာမယ်နံပါတ်1မှာပေါ့နော်မြန်မာလူနဲ့ကကြတော့တောင်းပန်ပါတယ်ပေါ့နော်ပြောချင်တာတောင်းပန်တယ်ပေါ့နော်တဦးတယောက်ကိုတောင်းပန်ခြင်းတဲ့စကားဖြစ်ပါတယ်တဦးတယောက်ကိုတောင်းပန်တာဖြစ်ပါတယ်နော် okay အဲ့ဒါဘယ်လိုပြောလဲဆိုတော့အန်တန်ထွက်က ခေါ်ထော့ ခေါ်ထောဆိုတာတောင်းမတ်နာကိုပြောတာပေါ့နော်အာပြောရမယ်ဆိုရင်တောင်းမတ်နာပေါ့နော်တကယ်လို့ကျွန်တော်ကျွန်တော်တောင်းမတ်มาတယ်ဆိုလို့ရှိရင်အဲ့ဒီခေါ်ထောရဲ့ရှေ့မှာကျွန်တော်ထဲရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဖုံผมขอโทษဆိုလို့ရှိရင်ကျွန်တော်တောင်းပန်ပါတယ်ဆိုတဲ့အိပဲဖြစ်ပါတယ်အဆင်ပြေမယ်လို့ထင်ပါတယ်အဲနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့နံပါတ်2ပေါ့နော်နံပါတ်2ရပါတယ်တော့မဟုတ်ကိစ္စမရှိဘူးဆိုတဲ့အိပဲဖြစ်ပါတယ်အဲ့ဒါကြတော့ဘယ်လိုပြောလဲဆိုတော့ ไม่เป็นไร ไม่เป็นไร อย่าว่าได้เกษาไม่ชิวปอนเนาะပြောချင်တာအဲ့ဒါလဲထွန်နီးတူပဲเนาะအရှိမကျွန်တော်ဘာမှမဖြစ်ဘူးခင်ဗျာဆိုလို့ရှိရင်ผมไม่เป็นไร ผมไม่เป็นไรครับ อ่าအဲ့ဒါကျွန်တော်ဘာမှမဖြစ်ပါဘူးเนาะเกษาไม่ชิวပါဘူးอย่าว่าได้ဘာညာปอนเนาะอ่าအဲ့လိုဖြစ်ပါတယ်ไม่เป็นไรဆိုတာကြတော့เกษาไม่ชิวอย่าว่าได้ဆိုတဲ့အဓိပ္ပာယ်မှာဖြစ်ပါတယ်เนาะတဘောပေါ့မလို့ထင်ပါတယ်โอเคနံပါတ်3သွားမယ် နံပါတ်3မှာကျတော့ဂျေဇူးတင်ပါတယ်ဂျေဇူးတင်ပါတယ်ဆိုလို့ရှိရင်ခေါခွန်းခေါခွန်းဆိုတာဂျေဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကိုဂျေဇူးတင်ပါတယ်ခမရဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာ cup ဆိုတာထပ်ပြီးလိုက်အောင်မယ်နော်ယောက်ျားလေးတွေကကျတော့ cup မိန်းကလေးမိန်းကလေးတွေကကျတော့ kha ဖြစ်ပါတယ်နော်ခေါခွန်း cup မိန်းကလေးတွေကကျတော့ခေါခွန်း kha ဂျေဇူးတင်ပါတယ်ရှင်အဲဂျေဇူးတင်ပါတယ်ခမရအဲ့လိုဖြစ်ပါတယ်နော် โอเคนัมเบอร์4อ่ะจ้ะတော့ဘာလဲဆိုတော့ထောက်ရိုက်ဘလောက်လဲပေါ့เนาะဘလောက်လဲဆိုပြီးတော့ကိုက0ရဲ့မယ်ကွာပစ္စည်းတစ်ခုခုကိုက0ရဲ့မယ်ကွာအဲ့ဒါဘယ်လိုပြောလဲဆိုတော့ထောက်ရိုက်ထောက်ရိုက်ဆိုတာဘလောက်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဘလောက်လဲခမညာဆိုလို့ရှိရင်ထောက်လိုက်ခရပ်ထောက်လိုက်ခရပ်ဆိုတာကြတော့ဘလောက်လဲခမညာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคနံပါတ်9ကိုသွားမယ်နံပါတ်9မှာကြတော့ဘာလဲဆိုတော့ ီနီယာဒီမာပေါ့နော်ပြောချင်တာဒီနီယာတမဟုတ်ဒီမာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကိုဒီနီဒီနီဆိုတာဒီနီယာဒီမာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဒီနီဆိုတာအာအတော့ပေါ့မလို့ဒီမာတယ် okay ဟိုမာဟိုနီယာဆိုလို့ရှိရင်ဒီနန်နံပါတ်6ပါဒါကြတော့နံပါတ်6မှာကြတော့ဟိုမာတမဟုတ်ဟိုနီယာဆိုလို့ရှိရင်ပေါ့နော်ဒီနန်ဒီနန်ဆိုတာဟိုမာတမဟုတ်ဟိုနီယာဖြစ်ပါတယ် အဆင်ပြေမလို့ထင်ပါတယ်အားလုံး thank you ပါ